လူရည်အများဆုံးမြို့ကြီးစင်မြို့မြန်မာနိုင်ငံရဲ့လူရည်အများဆုံးမြို့ကြီးစင်မြို့ကို2023မတ်လမှာထရုတ်ကထုတ်ပြန်ထားတဲ့ဒေသဆိုင်ရာရှက်လက်ပေါ်မြင်ခဲ့ပြီးယခု2025ခုနှစ်အတွက်အနည်းဆက်ဆုံးပြချက်ပြီးလူရည်အများဆုံးကလည်းအစဉ်တိုင်းပေါ်ပြပေးတော့ပါမယ်ဒီညမှာဖော်ပြတဲ့လူကြီးဟာမြို့ပေါ်လူကြီးတစ်ခုတည်းကိုပဲဖော်ပြတာဖြစ်ပြီးမြို့နေလူကြီးတစ်ခုလုံးမဟုတ်ဘူးဆိုတာကိုတတိထားလိုပါတယ်။အချို့မြို့ကြီးတွေကထင်ထားတာထက်လူကြီးများနေပြီ ရွှာကြတော့ထင်သာတာထက်လူရဲ့ထက်ဝက်လောက်ထိကိုနင်းနေတာကိုတွေ့ရမှာဖြစ်ပါတယ် ထူးခြားတဲ့မြို့တစ်မြို့ကတော့တောင်ကြီးညာစစ်တွေပေါ့နော်တောင်ကြီးရာကြတော့ကျွန်တော်တို့လူရည်နေဆောင်က2600တောင်ဝန်းကျင်ရှိမယ်ထင်ထားတာဒါမဲ့ဒီထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့စည်ရင်းတွေအရကြတော့တောင်ကြီးမြို့ရဲ့မြို့ပေါ်လူရည်က3600တောင်ပဲရှိရပေါ့နော်ဒီတဲမှာဘာကြောင့်ဒီလောက်ထိလူရဲတင်းကနက်ဒီကွာတော့တယ်လဲဆိုရင်ကျွန်တော်တို့ဒီအေးသားရမျိုးနဲ့ရွှေညောင်မျိုးကိုကျွန်တော်တို့ကဒီတောင်ကြီးဆိုပြီးအမှတ်မားရေပေါ့အဲ တကယ်တကယ်ကြာတော့ကျွန်တော်ထွေအုပ်ရစင်ထွေအုပ်ရစင်တွေမှာကြာတော့ကျွန်တော်ဒီအေးသာရမျိုးကတတ်တတ်ရွှေညောင်မျိုးကတတ်တတ်အေးသာရမျိုးကလူရည်9000ကျော်ရှိပြီးတော့ရွှေညောင်မျိုးကလူရည်4000ဝန်းကျင်ရှိတယ်အဲအဲ့ဒီနှမျိုးပါထည့်ပေါင်းမယ်ဆိုရင်တောင်ကြီးမျိုးကလူရည်36000နဲ့ပကိုးနဲ့တူတူနံပါတ်9နေရာမှာရက်တည်မှာပေါ့နော်ဒုတိယတစ်မျိုးကကြာတော့စစ်တွေစစ်တွေကလူရည်3000 4000ရှိတော့ဖော်ပြထားတာဟာ ဒီမြို့ပေါ်မှာနေတဲ့ရခိုင်တွေဘောဖော်ပြထားတာဖြစ်တယ်။ထရုတ်ရဲ့စည်ရင်တွေကစစ်တွေမှာမွတ်စလင်90%ရှိတယ်။သူတို့ကထရုတ်ကစည်ရင်တော့ကောက်တယ်ဒါပေမဲ့ဒီစည်ရင်တွေမှာထည့်သွင်းဖော်ပြပြထားဘူး။အဲဆိုဒီမွတ်စလင်90%ကနေမှထည့်ပေါင်းမယ်ဆိုရင်စစ်တွေရဲ့လူတွေက3,800နဲ့မြန်မာနိုင်ငံရဲ့နံပါတ်၄လူတွေအများဆုံးမြို့ဖြစ်လာမှာပေါ့နော်။